ပြောင်းလဲမှုဆိုတာပြုပြင်မှုတွေစီကပဲရနိုင်တဲ့ဆုလက်တစ်ခုကိုရွေးချယ်လိုက်တဲ့အရာရာတိုင်းကကိုဘဝကိုပုံဖော်သွားတဲ့အခါဘဝအမျိုးမျိုးဇလန်းအတွက်တွေကိုခန်းစားနားလေခိုင်းတဲ့ရုပ်ရှင်ဇာတ်ကားရဲ့အကြောင်းကျွန်တော်ရဲ့ suggestion movie season ကနေဒီတစ်ပတ်မှာတော့ကြီးစုသူပရိသတ်တွေကိုရုပ်ရှင်တကားတွေမှာမတူညီတဲ့ပုံမြင်တွေနဲ့အတိတ်ဖယ်ပေါ်ပြီးတော့ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတွေကိုကြီးစုဖို့အတွက်ညွှန်ပြသွားမှာဖြစ်ပါတယ် ပုံမှန်ဆိုရင်ရုပ်ရှင်ဇက်ကတကားကဇလန်နောက်ခံတစ်ခုပေါ်မှာအခြေခံပြီးတော့ဖန်တီးတင်ပြလိရှိပါတယ်။အခုနောက်ပိုင်းတချို့ရုပ်ရှင်တွေကြတော့မတူညီတဲ့မိသားစု3-4မျိုးဇလန်ပုံစံ3-4မျိုးဒါမှမဟုတ်ရင်နောက်ခံအဖြစ်ပြက်3-4မျိုးလောက်ကိုဇက်ကတကားထဲမှာရောထွေးပြီးတော့ပြသတာကိုမကြာခဏတွေ့လာရပါတယ်။အဲဒီတစ်ပတ်အတွက်အရင်ဆုံး puppy လေးတွေကိုဇက်ကောင်ထားပြီးတော့ရိုက်ကူးခဲ့တဲ့ datos.org ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတကားကိုစပြီးတော့မှမိတ်ဆက်ပေးကြပါတယ်အဒီယိုရှင်ကကြတော့လူသားနဲ့ခွေးလေးတွေကြားကတန်ရုံးစင်တဲ့မြစ်တာတရားတွေကြောင့်ဒီလူတွေရဲ့ခံယူချက်တွေရွေးချယ်မှုတွေပြောင်းလဲခဲ့ရတဲ့ပုံတွေကိုပေါ်ပြရှိုက်ကူထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ပရမဆုံးပြောပြသွားမှာကတော့လမ်းဘေးခွေးလေးမိုတီနဲ့ရတမအဖွားကြီးမာဂရက်ပြင်အကြောင်း မာဂရက်ကကြတော့ဗကြီးဆီယာမတယောက်ဖြစ်ပေမဲ့လေသူ့ယောက်ျားတည်ဆုံသွားပြီးတဲ့နောက်မှာလောကကြီးကိုအရွက်တိုက်ပြီးတော့တယောက်တည်းအရေးဆွဲနေတဲ့ခက်ဆူဆူအဖွားကြီးတယောက်ဖြစ်ပါတယ်အဲအချိန်ပြည့်သူကမူးနေတဲ့အမိုက်ပုံကိုရှုပ်ပွားနေတတ်တဲ့သူ့အိမ်ကိုဘဲဧည့်တယ်မှလည်းအဝေးမခံနောက်ပြီးတော့ဒီညဘက်တိုင်းသချင်းတွေကြဲဖြွင့်တက်လို့ဘေးအိမ်နေနေလည်းရံဖြစ်တယ်နောက်ဆုံးဒီလမ်းလေးကခလေးနေတော့မှမတည့်မနေသူ့အိမ်ရှိမှလာကစားရင်သူကမောင်းထုတ်ပစ်တတ်တဲ့သူလည်းဖြစ်တယ် ဒါပေမဲ့တည့်ရက်မှာကျတော့လမ်းဘေးခွေးလေးခွေးလင်းတစ်ခါကသူ့အိမ်ကိုရောက်လာပြီးတော့ကတ်တွယ်နေအောင်သူကြုံလိုက်ရအစားပိုင်းမှာသူကခွေးကိုနှင်ထုတ်ဖို့ကြိုးစားပေမဲ့လုံးဝမရတဲ့အဆုံးမှာကျတော့သူ့ကိုမိုတီလို့နာမည်မှဲ့လိုက်ပြီးတော့အိမ်မှာနေခွင့်ပေးလိုက်တယ်မိုတီရောက်လာတာကကလေးတယောက်မွေးလိုက်ရလို့အတူတက်တော့ဒီနေ့တိုင်းလုံးဆရာအလုပ်အတွက်တည်းရလာတာပေါ့အဲမိုတီရဲ့ချမ်းမာကြီးစားတော်ကြီးနဲ့ပျော်ရှင်အောင်လို့အတူတူစားပေးရတာအကြောင်းသူကိုယ်တိုင်လည်းလူငယ်တယောက်လိုခံစားမှုတွေပြန်ပြီးတော့ရနေခဲ့ပါတယ်သူ့အတွက် အတိတ်ပဲမဲ့နေတဲ့ဘွားကြီးကပြန်အသက်ဝင်လာပြီးတော့တစ်ပေါင်းများစွာစွန့်လွတ်ထားတဲ့ပကြီဆိုးတဲ့အလုပ်ကိုလည်းပြန်စတင်ဖို့အခြေအနေတွေပေးလာခဲ့။ဝတီကလည်းသူ့ကိုအရက်ဖြတ်ဖို့ဖိအားပေးတာနဲ့ပကြီဆွဲဖို့နှိုးဆော်တာပြီးတော့စိတ်ထားပျော်ပြောင်းနှူးညံ့လာအောင်လို့ဖန်တီးပေးတာတွေလုပ်နေပါတယ်။အဲ့အခါမှာဘသူ့ကိုမှမေတ္တာမထားခြင်းနဲ့အယသမအဖွားကြီးကဝတီလို့နာမည်ပေးထားတဲ့ခွေးလေးကြောင့်ပြောင်းလဲသွားရပါတော့တယ်။အဲနောက်တော့ဒီပဝင်းကျင်ကအင်းလေးချင်းနဲ့ရောအင်းရှိမှလာကစားတတ်တဲ့ကလေးနဲ့ပါပြန်ပြီးတော့အဆင်ပြေဖြစ်သွားတယ် လူမုံများတဲ့အဖွားကြီးကနေပြီးတော့သဘောကောင်းတဲ့အဖွားကြီးတယောက်ဖြစ်လာခဲ့တယ်ပေါ့ဒုတိယမိသားစုကတော့ခေမွန်ဆိုတဲ့ခွေးလေးနဲ့ယူဟီဆိုတဲ့ကလေးမလေးတို့ရဲ့မိသားစုပဲဖြစ်ပါတယ်အဲယူဟီကကျတော့ဖခင်မရှိတဲ့နောက်ပိုင်းမှာခေမွန်ဆိုတဲ့ခွေးလေးကိုအရင်းနှီးဆုံးတငယ်ချင်းအဖြစ်နဲ့တန်ဟောစဉ်ကြီးကြီးမားမားနဲ့သူအဖို့ပြုတ်နေတယ်သူ့ရဲ့အမေကစန်ဂျေးဆိုတဲ့ဂီတသမားတယောက်နဲ့ဘွားတစ်ထူထောင်ခဲ့ပေမဲ့လေယူဟီကတော့စန်ဂျေးကိုအဖေဖြစ်မတတ်မှတ်ဖဲနဲ့သူ့ရဲ့အဖေအရင်းကိုပဲသူကတတိယရတယ် ဒါမဲ့လေစံကြီးကကြတော့သူ့ကိုတမင်းရင်းလို့ယူဆိုင်ပြီးတော့စိတ်ချမ်းသာအောင်အမြဲတမ်းအလျှော့ပေးပြီးတော့လိုင်းရောလေးရှိပါတယ်။တဲမှာကြတော့ဒီကလေးတစ်ပါးကစိတ်ကူးရင်ပြီးတော့သူ့ဖေကိုပြန်ရနိုင်ဖို့ဖះเจ้าမှာဆူတောင်းနေခဲ့တယ်။အဲသူ့ဖះเจ้าမှာဆူတောင်းနေတဲ့အချိန်မှာပဲအပြင်မှာဆောင်းခိုင်းထားတဲ့ကီမွန်ကိုတိတ်ဆက်မောင်ကူသမားတွေကခိုးယူသွားတာသူခံလိုက်ရတယ်။အခွေးလေးကီမွန်ကိုပြန်ရှာနိုင်မှုစူးစမ်းရင်းနဲ့ရူဟီကစံကြီးစီကနေဖခင်တယောက်ရဲ့မေတ္တာအရေးရောင်တွေကို ခံစားမိလာတယ်။ရီအတွက်ကကျတော့သူဆူတောင်းထားသလိုမျိုးသူ့ဖေကိုပြန်ရတဲ့ခံစားချက်မျိုးဖြစ်လာတာကကီမိုဆိုတဲ့ခွေးလေးကြောင့်လို့ပြောရင်လည်းပြောလို့ရပါတယ်။ခွေးလေးတစ်ကောင်ရဲ့ပြောင်းဆိုမှုကလည်းမိသားစုထဲမှာအလှည့်ပြောင်းနေတံမိုးထားမှုတွေနားလည်ခံစားပေးမှုတွေဖြစ်လာခဲ့ရပါတယ်။နောက်ထပ်မိသားစုတစ်ခုကတော့ Rocket ဆိုတဲ့ခွေးလေးနဲ့မိသားစုရဲ့အကြောင်းပဲဖြစ်ပါတယ်။ Rocket က Rebecca ရဲ့ Aimwit လေးဆက်ငေးဟာမှာမွေးထားတဲ့ခွေးလေးမာလီတစ်ကောင်ပေါ့။ တဲမှာကြတော့ဒီအပန်းဖြေစကန်ဖွင့်ပွဲပါတီတခုကိုလုပ်နေတဲ့အချိန်မှာ rocket ကြောင့် ether breeder တွေအလန့်တကျဖြစ်ခဲ့ရပါတယ်။အပန်းဖြေစကန်ရဲ့ manager ဖြစ်တဲ့ Xenny ကအခွေးရန်မုန်းတက်တဲ့သူဖြစ်လို့ပါတီကိုနောက်ဆက်ပေးလာတဲ့ rocket ကိုသူအရင်စိတ်ဆိုးသွားတယ်။သူချိုးတင်ပြင်ဆင်ထားတဲ့ဖွင့်ပွဲစီစဉ်နေအားလုံးလွယ်လွယ်ချွတ်ချွတ်ဖြစ်သွားတဲ့အခါမှာဒီ rocket ကိုဒေါသတကြီးကင်ပြီးတော့သူလွှင့်ပလိုက်တယ်။အဲ့ဒီကိစ္စက internet media တွေမှာပြန့်နှံ့သွားပြီးတော့ Xenny ကိုလိမ့်ဆန်ချစ်သူတွေနဲ့တော်တော်များများကဝေဖန်ပစ်တင်ခဲ့ကြပါတယ်။ နောက်တော့ဒီ Abandis Gun ရဲ့နာမည်နဲ့ဂုံတိခါကိုကာကွယ်နိုင်မှုအတွက်ဆန်နီယာခွေးမုံသူတယောက်ကနေပြီးတော့မှခွေးချစ်သူတယောက်အဖြစ်လူတွေယုံကြည်လာအောင်သူပြန်ပြီးတော့စ조사ပြရတော့ပေါ့အဲ့တော့ဆန်နီကကျတော့ဒီ Rebecca ရဲ့အိမ်မွေးတိတ်ဆက်ခင်အောင်နေတိုင်းသွားပြီးတော့ rocket ကိုယူဆိုင်တာတွေအဖို့ပြုတ်ကစားပေးတာတွေပြုလုပ်ရင်းနဲ့သူအရင်မုံနဲ့အိမ်မွေးတိတ်ဆက်နေနေရင်းနှီးလာအောင်ချစ်ခင်မှုရအောင်လှုပ်ဆောင်နေခဲ့ရတယ် အစားပိုင်းတော့သူ့ကိုလူတွေကဒီတိတ်ဆန့်ချစ်သူလိုမြင်လောင်ဟန်ဆောင်လုပ်ပြရတာဖြစ်ပေမဲ့အချာလာတဲ့ခါမှာကျတော့သူ့ကိုယ်တိုင်ဒီ rocket နဲ့တန်ရုံးစင်ဖြစ်သွားပြီးတော့တကယ် rocket ကိုသူအပိုင်မွေးစားဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်အကြီးအောင်သွားလာများလာနဲ့အများကြီးအိမ်မွေးတိတ်ဆန်တွေကိုလေ့ရှင်းပေးနေတဲ့ဆီယာမားလေးနဲ့ကလည်းသူကတန်ရုံးစင်တွေကတိုးလာခဲ့ရေပေါ့ဗျာအဲ့တော့ဆန်နီရဲ့ချစ်သူကကျတော့ဗန်ပြစ်စကန်ရဲ့ပိုင်ရှင်တထေးကြီးရဲ့တမီးပေါ့သူကတိတ်ဆန်လေးတွေကိုတိတ်ပြီးတော့တန်ဖိုးမထားတတ်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ် အဲသူကတော့ဒီ record ကိုလုပ်ငန်းနာမည်မပြအောင်အသုံးချဖို့တက်တက်ပဲသူကစိတ်ကူးထားတာပေါ့နော်။နောက်တော့ဒီ Sunny ကခွေးလေးမာလီ rocket ကိုတန်ရုံးစင်ပူကြီးနေတဲ့အတွက်ကြောင့်မလို့ချစ်သူဦးစားပေးမှလား။ rocket ကိုဦးစားပေးမှလားဆိုပြီးတော့သူတခုခုကိုရွေးချယ်ရမယ်အနေထားဖြစ်လာတယ်။တရုတ်ရှင်ကဒီပင်လယ်ကမ်းခြေမျိုးလေးတစ်မျိုးကခွေးလေးတွေနဲ့သူတို့ကိုဝေးစားတဲ့သူတွေရဲ့ဂျာကမေတ္တာတရားတွေကိုမေတ္တာစုမျိုးမျိုးအဖြစ်ပြက်အမျိုးမျိုးနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။မော်ဒီဆိုတဲ့ခွေးလေးကြောင့်နှစ်ပေါင်းများစွာအရေးဆွဲနေတဲ့အဖွားကြီးတွေကဘာတွေပြောင်းလဲသွားမှလဲ။ ရူဟီဆိုရဲဖခင်မြတ်တာငတ်နေတဲ့ကလေးမလေးရအောင်သူ့ရဲ့တငယ်ချင်းခွေးလေးဖြစ်တဲ့ကီမွန်ကိုပေါင်ကူသမားတွေရဲ့လက်ထက်ကနေပြန်ပြီးတော့ကယ်တင်နိုင်မှာခွေးမုံနဲ့ဆန်ဒီကရောရော့ကက်ကြောင့်ခံစားချက်တွေအခြေအနေတွေရွေးချယ်မှုတွေဘလို့ပြောင်းလဲသွားမှာလဲစရဲလူသားနဲ့ပါပီလေးတွေရဲ့ဂျားတွေကဆက်ဆံမှုတွေအဖြစ်ပြက်တွေများစွာဒီကားထဲမှာជីជីနူးနူးနဲ့ကြည့်ရှုခံစားမှာဖြစ်ပါတယ် ဒီဇက်ကမှဆိုရင်တော့အဓိကကျူးဆောင်နေနေနဲ့မင်းသား Ehan Buck မင်းသမီး Trita Chaudhry တို့ကနေပြီးတော့ဥဆောင်ပါဝင်ထားပြီးတော့မင်းသမီးကြီး Nina Gupta နဲ့ကလေးတျောဆောင်ဖြစ်တဲ့ Avirana Chowani တို့ကနေပြီးတော့မှ ပါဝင်တျောဆောင်ပေးထားကြတာဖြစ်ပါတယ်ဒါရိုက်တာကတော့ bar search ဖြစ်ပြီးတော့ချက်စရာကောင်းတဲ့ papi လေးတွေရဲ့တယောက်ဆောင်မှုကိုလည်းဒီစကားထဲမှာချစ်ရှုခံစားနိုင်ပါပဲဖြစ်ပါတယ်။ဒီကောင်ချစ်ရှုခြင်းနဲ့ပရိသတ်တွေအတွက်ကတော့ Daystar Dog ဆိုတဲ့ရုပ်ရှင်ကိုကျွန်တော်တို့ရဲ့ Fortune TV ကနေအော်တိုဘာလ29ရက်နေ့ဗုဒ္ဓဟူးနေ့ည9:00နာရီမှာထုတ်လွှင့်တက်တာပေးသွားမှာပဲဖြစ်ပါတယ်။ ောက်ထပ်ပြည်သက်တွေကိုရွေးချယ်ပေးခြင်းတဲ့ဇာတ်ကားကတော့2024ခုနှစ်တုန်းကထွက်ထားတဲ့ Yuban Tara ဆိုတဲ့စိတ်ကူးရင် philosophy drama ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ပိုတိုလုံးကောင်လေးတွေကလိပ်ပြအဖြစ်ပြောင်းလဲဖို့အ ਨੇ ဆုံးတသက်မှာတစ်ချိန်တော့အခွင့်အရေးရတတ်ကြပါတယ်။ဒါပေမဲ့လိပ်ပြအဖြစ်အသွင်ပြောင်းလဲတဲ့အခါမှာနာကျင်မှုတွေကိုသူတို့ချင်းဆန်ရပြီးတော့ပိုးအိမ်ကိုခွဲထုတ်နိုင်ဖို့ခက်ခက်ခဲခဲနဲ့ကြိုးစားပြီးမှရလာတာပါ။အဲပိုတိုလုံးတိုင်းကတော့လိပ်ပြဖြစ်သွားကြတာမဟုတ်ဘဲနဲ့လိပ်ပြအဖြစ်အသွင်ပြောင်းမှုဆုံးဖြတ်လိုက်တဲ့ပိုးကောင်လေးတွေကပဲလိပ်ပြဖြစ်သွားတတ်ပါတယ်။ ဒီရုပ်ရှင်ကကြတော့အဲ့လိုမျိုးကိုဘာကိုရွေးချယ်ခဲ့လဲဆိုတဲ့အပေါ်မှာမေကုံထုတ်ထားတဲ့ရုပ်ရှင်မျိုးပဲဖြစ်ပါတယ်။ဇလန်ကကြတော့ပြည့်စင်နေတဲ့အနာဂတ်ကဘာကြီးမှာဖိုးကြီးတစ်ယောက်ကပုံမြင်တွေကိုပြန်ပြောနေတဲ့ဇလန်ကနေပြီးတော့မှစထားတယ်ပေါ့နော်။အနာဂတ်ကဘာကြီးကတဘာဝတရားတွေရဲ့ပြည့်စင်မှုတွေကြောင့်အစာရေစာတွေရှားပါလာပြီးတော့လူတွေရဲ့တိုက်ခိုက်မှုတွေရန်လိုမှုတွေနဲ့ပြည့်နှက်နေတဲ့နေမြေတစ်ခုလိုဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာဖိုးကြီးတစ်ယောက်ကတွေ့သမျှလူတိုင်းကိုပုံမြင်တွေပြောပြတတ်ပြီးတော့ သူ့ရဲ့ရွေးချက်ကတော့ပိုတုံးလုံးဘဝကနေလက်ပြဖြစ်နိုင်တဲ့ရွေးချယ်ခွင့်တွေအားလုံးမှာရှိနေဆိုတဲ့အကြောင်းကိုသိသိကျင်တာပဲဖြစ်ပါတယ်။သူပြောပြသွားတဲ့ပုံမြင်တွေကပဲအဲ့ဒီရုပ်ရှင်ရဲ့အဓိကတင်ပြချက်တွေလို့ပြောလို့ရပါတယ်။ပရမတ်ပုံမြင်ကတော့ရက်ွက်လူမိုင်းနဲ့ရုံးဝင်တဲ့ကောင်းလေးတယောက်ရဲ့အကြောင်းပေါ့။အချိန်လုံးကရက်ွက်တစ်ခုမှာလူမိုင်းကြီးတယောက်ရှိအဲ့လိုအချင်းချောက်ပြီးတော့အကျွေးတောင်းပေးတာတွေကြီးစားလူမိုင်းဆန်ဆန်ရန်ကားတာတွေကြောင်းလူတိုင်းကသတိထားဆက်ဆံရမယ်လူမိုင်းတူဖြစ်သူ့ကိုသတ်မှတ်ထားတယ်ပေါ့။အဲတခြားတစ်ဖက်ကကြည့်ရင်တော့သူ့မှာကိုဝင်တဲ့ဇနီးနဲ့ ်တမိတယောက်ကတော့ရှိနေတယ်။အတူပိသားစုတတ်တော်သူဟာပျော်ပျော်နေတတ်တဲ့ခင်မွန်းတယောက်ဖခင်တယောက်ကလည်းဖြစ်နေတယ်ပါ။အဲ့ဒါကြတော့ဒီရက်ကွက်ထဲကဘွဲတော်တခုမှာတိမုတ်ကားခုံနေတွေ့နေဆုံးလုံးအဲလူငယ်လေးကသူနဲ့အတူတူကားဖို့တောင်းဆိုလာကြတယ်။အဲတုတ်ကိုသူရက်ကွက်လူမိုက်ဆိုတဲ့ဂုံဘို့ကိုမြေမဆိုင်ပဲနဲ့အဲ့ချိန်မှာအပျော်လွန်ပြီးတော့မှလူငယ်ရင်းနဲ့လွတ်လပ်လပ်ဝင်ကားရင်းနဲ့အရှာအားလုံးကအဲ့ချိန်မှာဆင်ပြေနေခဲ့ပါတယ်။အဲကားလုံးမောလာတဲ့ခါမှာခဏနားတဲ့အနေနဲ့လမ်းဘေးမှာအပေါ်သွားနေတဲ့အချိန်နောက်ကနေလူတယောက်ကသူ့ခေါင်းဝင်တိုက်သွားတော့သူခံလိုက်ရတယ် အလှည့်ကြည့်လိုက်တော့ဖုံးပြောရင်းလက်လျှောက်လာတဲ့ရုံးဝင်တဲ့ကောင်လေးတယောက်တွေ့သွားပြီးတော့သူ့ကိုဝင်တိုက်တဲ့အတွက်ပြန်တောင်းပန်ဖို့သူကပြောလိုက်တယ်အဲတကယ်တော့သူကလူမားပြီးတော့အပြစ်တင်လိုက်မိတာပဲဖြစ်ပါတယ်ကောင်လေးကလည်းဒါသူဝင်တိုက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့သူမတိုက်ချအောင်ပြန်ပြောရင်းနဲ့တယောက်တစ်ခုစကားများနေပါတယ်ရက်ကွက်လူမိုက်ကြီးကလည်းသူ့လိုလူကိုမခံလေစားနည်းနဲ့ဒါနဲ့နဲ့မှမခံမဲနဲ့တုံ့ပြန်နေတဲ့ Charlie တရားကိုစိတ်တူပြီးတော့သူပညာပေးမှုဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့လိုနဲ့ဘာမဟုတ်တဲ့ကိစ္စကိုရည်ကြီးခွင့်ချက်လုံးမိပြီးတော့ပြဿနာကိုမရက်နိုင်မဲနဲ့ကောင်းလေးရဲ့တိုက်ခန်းတီလိုက်သွားပြီးတော့ရန်ဖြစ်ခဲ့ အဲအစကတော့အသားနာအောင်ရိုက်နေုံလောက်ပဲပညာပေးမယ်လို့စဉ်းစားထားပေမဲ့ကောင်းလေးကသူ့ထင်တယ်လို့ချက်မသွားမင်းနဲ့ပြန်ပြန်ပြီးခံချနေတဲ့ကြောင့်မလို့ပြဿနာကပြီးမတက်ဖ ೇನೆ နောက်ဆုံးမှာအဲ့ကောင်းလေးကိုသူကတက်မိတဲ့အထိကိုဖြစ်သွားတယ်အဲနောက်ပိုင်းသူသတိထားမိလိုက်တဲ့အချိန်မှာကျတော့ကောင်းလေးကလည်းသူ့ရဲ့လက်ကိုကိုက်ရသားတည်ဆုံနေတဲ့အတွက်ကြောင့်မလို့လက်ပြန်ထုတ်လို့မရဘဲနဲ့အလောင်းနဲ့သူတိုက်ခန်းထဲမှာပိတ်မိနေခဲ့ပါတယ်အဲဒီပြပြကိုကြည့်ရင်ဘာမှမဟုတ်တဲ့ကိစ္စလေးကနေလူတက်မှုဖြစ်ပြီးတော့ဘဝပြတ်ဖို့အတွက်အချိန်လေးတစ်ခုကိုသူကိုယ်တိုင်ပဲရွေးချယ်ခဲ့တာဖြစ်ပါတယ် ပြဿနာကိုရပ်ပစ်လို့ရနိုင်ပေမဲ့ဆက်ပြီးတော့ခေါင်းမာနေမိတဲ့လူတစ်ယောက်ကကိုရွေးချယ်တဲ့အတိုင်းပဲလက်ခံလိုက်ရပါတော့တယ်။အဲနောက်ထပ်ပုံမြင်တစ်ခုကကြတော့လေသမားလင်မယားနှစ်ယောက်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာစဉ်စဉ်ရဲရဲရှင်တန်ခဲ့ရတဲ့လေသမားအဖိုးကြီးမှာယောဂတဲ့ဇနီးတစ်ယောက်ရှိအဖိုးကြီးကသူ့မိမကိုစစ်ချမ်းသာအောင်လုပ်ပေးခြင်းတဲ့အတွက်ကြောင့်မလို့အဖြစ်ရှင်ဆုံးဆန္ဒသုံးကိုဆူတောင်းဝင်ရမယ်ဆိုရင်ဘာတွေဖြစ်ချင်လဲလို့မေးကြည့်လိုက်တယ်။အဖွားကြီးကကြတော့မြို့ကိုတခါမှမရောက်ဘူးတဲ့အတွက်ကြောင့်မလို့ပထမဆုံးဆန္ဒကမသိခင်မြို့ကိုတခါလောက်ရောက်ဖို့ကြင်ကြအောင်ပြောပြပါတယ်။ ်အဲ့ဒါလည်းပဲအဖိုးကြီးကလည်းအဲ့ဒီဆူတောင်းကိုဖြည့်ဆည်းပေးခြင်းလို့မနဲ့မိုးလင်းတာနဲ့အထုပ်ပိုးပြင်ပြီးတော့လင်မယားနှစ်ယောက်မြို့မှာရှောက်လေကြမယ်ဆိုပြီးတော့အတူတူခီးထွက်လာခဲ့တယ်။အဲမြို့ပေါ်ရောက်တဲ့အခါမှာကျတော့ခီးပက်နဲ့တန်နေကြအောင်အဖိုးကြီးကနေမကောင်းဖြစ်ပြီးတော့ငူလဲသွားရတဲ့ကြောင့်မလို့အရေးပေါ်ဆေးရုံတင်ရဖို့အကြောင်းပေါ်လာပါတယ်။အားလုံးတည့်တဲ့အချိန်မှာမြို့ပေါ်မှာကဒီအထုကုဆေးရုံတွေမှာဆိုရင်တို့လိုစင်းရဲသားတောင်သူလယ်သမားတွေမတက်နိုင်တဲ့ဈေးနှုန်းတွေနဲ့စားစာရာကတော့ဈေးကြီးနေပါတယ်။ အဲဒါပေမဲ့လည်းသူ့မိမရဲ့ကျမ်းမာရေးကအရေးကြီးတဲ့အတွက်ကြောင့်မလို့ပါလာတဲ့လက်ဝက်လက်စားတွေကိုရောင်းပြီးတော့ဆေးကုပ်ဘူးပဲသူဆုံးဖြတ်လိုက်တယ်ပေါ့နော်အဖွားကြီးကကြတော့ဒီသူ့ယောဂါကကင်ဆာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝမပြောင်းကင်းနိုင်ဘူးဆိုတာရယ်သူ့ကြတာနေခွင့်မရတော့ဆိုတာရယ်ကိုသူကတော့သိနေတဲ့အတွက်ကြောင့်မလို့အချိန်ကိုမခံဘဲနဲ့ဆေးရုံကနေထွက်ပြေးဖို့ပြောလာပါတယ်အဖိုးကြတော့အဲ့လိုမဟုတ်ဘူး။ तू တက်နိုင်တဲ့လောက်ဆေးကုပေးခြင်းသေးတယ်။ဒါပေမဲ့သူ့မိမရဲ့ဒုတိယဆူတောင်းဖြစ်တဲ့ဆေးရုံကနေထွက်သွားနိုင်မှုကိုဒါ तू က နောက်ဆုံးမှာတော့လက်ခံပြီးရွေးချယ်လိုက်ရတယ်ပေါ့နော်အဲ့တော့လည်းလက်လျှော့ပြီးတော့လင်မယားနှစ်ယောက်စလုံးဈေးရုံကနေပြန်ထွက်လာခဲ့အပြင်ရောက်တော့ဒီမျိုးရဲမှာရှောက်လဲဖို့လည်းစိတ်မပါတော့ရတဲ့ကြောင့်မလို့လင်မယားနှစ်ယောက်ရွာဖို့ပဲပြန်မှုဆုံးဖြတ်လိုက်တယ်အလန်းမှာအဖွားကြီးကသူမကြခင်သေးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒုက္ခခံပြီးတော့သူ့ကိုပြုစုမနေဖို့ပြောရင်းနဲ့သူ့ဒီတိုင်းတစ်ထားခဲ့မှုကြံပေးလိုက်တယ်ပေါ့နော်တေးရမဲ့တူတူယောဂဝိညာဉ်ဆိုတွေကိုမခံစားရဘဲတင်နိုင်မှုကြိုးပြီးတော့စဉ်းစားရတယ်ပေါ့နော်အဲ့နောက်မှာကျတော့အဲတတိယဆုတောင်းအဖြစ်နဲ့သူ့ကိုမြန်မြန်တည်သွားအောင်တက်ပေးဖို့တောင်းဆိုလိုက်ပါတယ် ူမိမရဲ့ဖြစ်ချင်ဆုံးဆူတောင်းတုံးကိုဖြည့်ဆည်းပေးခြင်းနဲ့လယ်သမားဖိုးကြီးကလည်းနောက်ဆုံးဆူတောင်းကြောင့်သူဘောင်ရွေးချယ်ရမယ်ဆိုတာမသိဘဲနဲ့အခက် တွေ့သွားတယ်။တခါမှမြို့မရောက်ဘူးတဲ့လယ်သမားလင်မယားနှစ်ယောက်မြို့ပေါ်ကလမ်းတစ်ခုမှာစိတ်တော့ကြီးအခက်ခဲတွေတွေ့မှုတွေနဲ့ပူလောင်မှုတွေများသောရနေပါတယ်။အဲနောက်ထပ်ပုံမြင်တစ်ခုကကြတော့တရောင်းသားမျိုးသမီးနဲ့ရဲသားလေးတယောက်ရဲ့ဇလံပဲဖြစ်ပါတယ်။အမျိုးသမီးတယောက်ကဒီကလေးတယောက်ကိုချီထားပြီးတော့မိပွိုင်မှာကားတွေကိုပတ်ဆက်လိုက်တောင်းရမ်းနေတဲ့သူတယောက်ပေါ့ ဘေးဘဝင်းကျင်ကလူတွေကအဲ့ဒီကလေးလေးကအမျိုးသမီးနဲ့လုံးဝမတူတဲ့ကြောင့်မလို့ဒီကလေးကိုဘယ်ကခေါ်လာရဲဆိုပြီးတော့မေးမြန်းရတာကနေပြဿနာကြီးစတာပေါ့အမျိုးသမီးကပြန်ဖြေတဲ့စကားတွေကိုဘယ်သူမှနားမလည်ဘဲနဲ့ယူကျင်အောင်ဆောင်တယ်ဆိုပြီးတော့မှထင်သွားတယ်ပေါ့နော်နောက်တော့အငိမ့်သားအရာရှိဟောင်းတစ်ခုကနေပြီးတော့မှကလေးတစ်ခုလိုထင်ပြီးတော့ရဲစခန်းကိုပို့ပစ်လိုက်တယ်ရဲစခန်းမှာတော့ဒီမှုကိုအမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့စကမ်းမှုကိုအမေပေးတောင်းဆိုလိုက်တယ်။အဲ့တော့ကြောင့်မလို့ဒါအားလုံးအလုပ်တွေရှုပ်ကုန်ပါတယ်။အဲကလေးပြောက်တိုင်ကြားစာတွေကိုတေချာစစ်စစ်ကြည့်ပေးမယ်လေ။ပျောက်သွားတဲ့ကလေးတွေထဲမှာဒီကလေးနဲ့တူတာကိုရှာမတွေ့ပဲဖြစ်နေရတာ တကယ်တော့အဲ့ဒီအမျိုးသမီးကကလေးတခုမဟုတ်ဘဲနဲ့အထင်မှားပြီးတော့ဖမ်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှုရှာမရပဲဖြစ်နေတာပါဒါမှလည်းဝင်နေတဲ့ကကြတော့ဒီကိစ္စကိုနည်းနည်းအပြစ်တက်နိုင်ဖို့အမျိုးသမီးကိုတခြားမှုတဲ့တခုခုဆွဲချက်တင်ပြီးတော့အရေးယူပြဖို့ဆုံးဖြတ်လိုက်ပါတယ်။အစကန်နဲ့ကရဲသားအစ်တလေးတယောက်ကတော့အပြစ်မရှိဘဲနဲ့အဖမ်းခံထားရတဲ့ဒီအမျိုးသမီးရဲ့ဒုက္ခတွေကိုကြည့်မနေနိုင်တော့ဘဲနဲ့သူကကူညီလိုက်ဖို့စဉ်းစားနေရပေါ့နော်။သူ့အနေနဲ့ဆိုလို့ရှိရင်လည်းဒီအပြစ်ကလွတ်သွားအောင်သူ့ရဲ့အစွမ်းစားနဲ့မတက်နိုင်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးအဲ့ဒီတားမီကိုစကန်နဲ့ကနေခေါ်ထုတ်ပြီးတော့ထွက်ပြေးခိုင်းဖို့ပဲကြိုးစားပါတော့တယ်။ အရေးသားတလေးတယောက်အနေနဲ့အမိတာဝန်နေနဲ့ကိုချင်းစာတရားရွေးချယ်တရားနှစ်ခုမှဆိုရင်သူတစ်ခုခုကိုရွေးချယ်ဖို့သူကိုယ်တိုင်ပဲဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။အဲကိုဖြစ်ချင်တဲ့အတိုင်းကိုလုံနိုင်မလားကိုလုံရဲမလားဆိုတာကတော့ဖြေရခက်တဲ့မိကုန်တစ်ခုဖြစ်လာပါတယ်။ကျွန်တော်ရဲ့ဘဝမှာဆိုရင်လည်းအမြဲလိုလိုအဲ့လိုရွေးချယ်ကြရင်ねဂျုံတွေးရတက်တယ်ပေါ့နော်။ကိုရွေးချယ်လိုက်တဲ့အရာတွေကပဲနောက်ဆုံးမှာကိုရဲ့ဘဝကိုပုံဖော်သွားကြတာဖြစ်ပါတယ်။ရက်ကွက်လူမိုက်တယောက်ရဲ့ခေါင်းမှမိတဲ့ရွေးချယ်မှုတွေကအဆုံးသက်မှာဘာဖြစ်သွားမှာလဲ။ ဲသမားဖိုးကြီးကရောသူ့ရဲ့ဆန္ဒနဲ့သူ့မိမရဲ့ဆန္ဒအားပြိုင်မှုနှစ်ခုမှာဘယ်အောင်ရွေးချယ်မလဲဇဲဝင်နယ်လေးရဲ့ရွေးချယ်မှုကရောနောက်ဆုံးမှာဘာတွေဖြစ်သွားနိုင်လဲစရဲမေကုန်းတွေကဒီကားလေးမှာဆိုလို့ရှိရင်အဖြစ်ပြက်တွေအများကြီးနဲ့ပုံပေါ်ရိုက်ကူးထားတာကိုပရိသတ်တွေအနေနဲ့စိတ်ဝင်စားကြည့်ရှုခန်းစားရမှာဖြစ်ပါတယ်ဒီဇက်ကားကတော့ဒါရိုက်တာမီတလစ်အေဒါဘရာရဲ့ပထမဆုံးပွဲဥထွက်ရုပ်ရှင်ဖြစ်ပြီးတော့ရုပ်ရှင်စံနှုန်းကိုလည်းသူကိုယ်တိုင်ပဲရေးသားပေးထားတာဖြစ်ပါတယ် တင်းဆောင်နေနေနဲ့လူမိုက်ဖြစ် road bishop တီတရောင်းသားမျိုးသမီးဖြစ်လေခာနိုင်လူနဲ့လယ်သမားလင်မယားဖြစ်စွန်ရှိတ်တာဘလီကပြီးတော့ဟာနူမာကာရုကနေပြီးတော့မှအဓိကပါဝင်တင်းဆောင်ပေးထားကြတာဖြစ်ပါတယ်အပြစ်တဲ့နေနဲ့ဒီယူပန်တာရာဆိုတဲ့ရွေးချယ်စကားကိုကြည့်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Fortune TV ကနေအော်တိုဘာလ30ရက်ဇာတာပရိညာ9နိုင်ချိန်မှာထုတ်လင်းပြသပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ suggested movie စီစဉ်ကနေဘဝရဲကရွေးချယ်권ပေးထားတဲ့အကြောင်းလေးနဲ့ ထူးထူးခြားခြားရိုက်ကူးထားတဲ့ဘွားတေယုတ်ဖော်ရုပ်ရှင်ဆက်ကားတွေကိုဒီတစ်ပတ်မှာကြည့်ရှုဖို့အတွက်မိတ်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်နှစ်ကားလုံးအစွန်ရင်လည်းရုပ်ရှင်ရှစ်သူပရိသတ်တွေအတွက်တကယ်ကိုအကြိုက်တွေ့စေမဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ Sunset Movie Season ကိုတော့အပတ်စဉ်အင်္ဂါနေ့ည7:45ချိန်မှာ Fortune TV Channel နဲ့ Fortune TV ရဲ့ Application မှာလည်းမြိုင်နဲ့ကြည့်နိုင်လို့ Fortune TV ရဲ့ YouTube Channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါ။ Thank you ပါ။